ဒီနေ့မှာကျွန်တော်ဟာရုပ်ရှင်ကြည့်တဲ့အတွေ့အကြုံကိုအစင်းမြင့်တင်ဖို့ဆုံးဖြတ်လိုက်တယ်။ကျွန်တော်ရဲ့မျော်မှန်းချက်ကတော့တော်ညာတဲ့ကအတိုင်း 8K Ultra HD ကိုအိမ်မှာအပြည့်အဝခံစားဖို့ပါ။ဒါကြောင့်ကျွန်တော်ဟာ 4G RAM နဲ့ Android 13ပါတဲ့ K8s Android ဘောက်ကိုဝယ်ယူခဲ့ပါတယ်။ Android ဘောက်ရောက်လာတဲ့ညမှာပဲကျွန်တော်ဟာကျွန်တော်ရဲ့ TV ကြီးနဲ့ K8s Android ဘောက်ကိုဝမ်းသာအားရနဲ့ချိတ်ဆက်လိုက်ပါတယ်။အခုဆိုရင်ကြည်လင်ပြတ်သားမှုရဲ့အမြင့်ဆုံးဆင်ကိုမြင်ရတော့မယ်။ဒါပေမဲ့ TV မျက်နှာပြင်ပေါ်မှာ K8s ရဲ့ Home Screen ပေါ်လာတဲ့အခါမှာ ကျွန်တော်မျက်လုံးပြူးသွား TV မျက်နှာပြင်ရဲ့ဘေးပေါင်တွေနဲ့အပေါ်ဘက်အောက်တွေပုံရိပ်တွေကရှန်ထွက်နေ။ app icon တွေရဲ့ဓာတ်ဆုံးတွေဒိတ်နေခိုင်းနေတယ် TV frame အပြင်ဘက်ကိုရောက်နေလို့မမြင်ရဘူးဖြစ်နေ။ဟာ။ဘုံကအပြည့်အဝမကျဘူးဖြစ်နေတယ်။ဒီဘောက်ကငါ့ TV နဲ့အစင်မပြေဘူးလားမသိဘူး။ဖြစ်နိုင်မလား။ AK support လုပ်တဲ့ဘောက်တစ်ခုကရိုးရိုး screen size လို့ဘာလို့ချိန်လို့မရလဲ။အဲ့ဒါကြောင့်ကျွန်တော်က KAS ရဲ့စွမ်းဆောင်ရည်ကောင်းတွေရှိပြီ။ ဒီလိုအသေးမွှားအရာလေးတခုကြောင့်တော်ရှင်မှုတွေပျက်စီးသွားပြီလို့ထင်ခဲ့ပါအဲ့ဒါနဲ့ကျွန်တော်လည်းစိတ်တက်မကြပဲ Android box ရဲ့ setting တွေကိုဝင်ရောက်ရှာဖွေဖို့ဆုံးဖြတ်လိုက်ဒီလိုအားကောင်းတဲ့ box တခုဟာဒီလိုပြဿနာတွေကိုရှင်းရှင်းပြပေးထားမှာဖြစ်ပါတယ်ခဏကြာတော့ကျွန်တော်က device prefer တဲ့ဆိုတဲ့ခေါင်းစဉ်ရောက်တာ display setting နဲ့ဝင်ပြီးတော့ HDMI setting နဲ့ zoom setting တွေကိုဝင်ရောက်လိုက်ပြီးတော့ remote control ကမြန်းခလုတ်လေးတွေကိုအတုံးပြပြီးတော့ TV ရဲ့ဘောင်းစုံတွေကိုတံတားထဲကြောင်းထုတ်လိုက်ပါတယ် မြင်နေရတဲ့ဘေးပေါင်တွေက TV ရဲ့အစွန်းတွေကိုတဖြည်းဖြည်းတိုးဝင်ပြီးတော့တလမမမလွတ်ပဲနဲ့အဝင်ခွင့်ကျဖြစ်သွားခဲ့ပါဘူး။ဝါးအခုမှပဲတကယ်ကိုပြေးသွားကြည့်လို့ကောင်းတာလေ။အဲ့ဒီစတဲ့တခုပဲလိုနေတာ哦။ Screen Display က TV Frame နဲ့အဝင်ခွင့်ကျဖြစ်ပြီးသွားတာနဲ့တပြိုင်နက်ကျွန်တော်ဟာမျောလင့်ထားတဲ့ KAS ရဲ့ 8K စွမ်းအားကိုအပြည့်အဝခံစားခွင့်ရရှိခဲ့ပါတယ်။ဒါကြောင့်တင်းရဲ့ KAS Android ပေါက်ကိုချိန်ဆက်တဲ့အခါ ုံရိပ်အောင်မဝင်တာမျိုးဖြစ်ခင်စိတ်မပူပါနဲ့စတင်တဲ့က display setting ထဲမှာလို့တလို့ချိန်ကြီးလိုက်ရုံပါပဲ K8S ကစွမ်းဆောင်ရည်ကောင်းရုံမကပဲနဲ့တင်းရဲ့ TV နဲ့အပြည့်ဝအံဝင်ကြဖြစ်အောင်ဖန်တီးပေးထားပါတယ်